ဖက်ရှုနားစင်တနစ်တာနှုတ်ဘက်တမန်တရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖက်ရှုနားစင်ရမယ့်နှုတ်ဘက်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး1မှ3ထိဖြစ်ပါတယ်။ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး1ရှောလူသေးသောနောက်ဒါဝိဒ်သည်အာမလက်လူတို့ကိုလှုပ်ကြံရာမှပြန်လာ၍ဇီးကလဲမြို့၌နေရနေပြီးလျှင်၃ရက်မြောက်သောနေ့တွင် လူတယောက်ဒီမိမိအဝတ်ကိုဆုပ်လျက်မိမိခေါင်းပေါ်မှာမြေမုတ်ကိုတင်လျက်ရောလူတက်ကလာ၍ဒါဝိထံသို့ရောက်တော့မြေပေါ်မှာပြက်ဝုတ်လျက်ရှိခိုး၏ဒါဝိကလည်းအဘေရက်ကလာသည်ဟုမေးလျင်ထိုသူက ကျွန်တော်သည်ဣသေလတက်ကပြေး၍လာပါသည်ဟုပြောလေ၏ဒါဝိကလည်းအမှုကအဘေတို့နီငါအာပြောပါလောဟုမေးလျင် သူကဣတိလလူတို့သည်စစ်တပ်ရာတွင်ပြေး၍အများတို့သည်လဲလျက်သေးပါပြီရှောလူနှင့်သားတော်ယောနသန်လည်းသေပါပြီဟုပြန်လျှောက်လေ၏ထိုသတင်းကိုကြားပြောသောလူလင်အားဒါဝိဒ်ကရှောလူနှင့်သားတော်ယောနသန်သေချောင်းကိုတင့်သည့်အပေသို့သိသည်နည်းဟုမေးပြန်လေထိုလူလင်က ကျွန်တော်သည်ဂိလဘောတောင်ပေါ်သို့အလူလူရောက်သောအခါရှောလူသည်လန်တော်ကိုမိထောက်လျက် နေပါ၏ ယထာစီသူရဲ့မြင်းစီသူရဲ့တို့သည် ပြင်းထန်စွာလိုက်ကြ၏ရှောလူသည် နောက်တော်သို့ကြည်သည်ဖြင့်ကျွန်တော်ကိုမြင်၍ခေါ်ပါ၏ကျွန်တော်ရှိပါသည်ဟုပြောသောအခါတင်းသည်အဘယ်သူနည်းဟုမေးလျင်ကျွန်တော်သည်အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏ရှောလူကလည်းငါထံသို့လာ၍ငါကိုတတ်ပါတော့ငါအသက်မတည်နိုင်သောကြောင့်ပြင်းစွာသော ဝေဒနာကိုခံရ၏ဟု ဆိုသည့်အတိုင်း လဲသောနောက်အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျင်သူထံသို့သွား၍သက်ပါ၏ခေါင်းတော်၌ဆောင်းသောဥယျာဉ်နှင့်လက်ယုံတော်၌ဝတ်သောလက်ကောက်ကို ချွ့ယူပြီးလေကျွန်တော်သခင်ထံတော်သို့ ဆောင်းခဲ့ပါသည်ဟုပြောလေ၏ထိုအခါဒါဝိဒ်သည်မိမိအဝတ်ကိုဆွဲဆုပ်၍သူ၏လူပေါင်းတို့သည်ထိုနည်းတူပြုကြ၏ရှောလူမှဆ၍သားတော်ယောနသန်ထာဝရဖျား၏လူများ မိသေးလာအမျိုးသားတို့သည်ဓာဖြင့်လဲတည်သောကြောင့်သူတို့အတွက်ညှီဥတန်အောင်ငိုကြွေးမိတမ်း၍အစာကိုရှောင်ကြ၏ထိုတည်းကိုကြားပြောသောလူလင်အားဒါဝိဒ်ကသင်သည်အဘယ်အရက်ကလာသည်နည်းဟုမေးလျင်ထိုသူက ကျွန်တော်သည် တပားမျိုးသားအာမလက်လူဖြစ်ပါ၏ဟု ပြန်လျှောက်တော့ဒါဝိဒ်ကထာဝရဘုရားအခွင့်နှင့်ဗိသိက်ခံတော်သူကိုတက်ချင်းကသင်လက်ကိုအဘယ်သို့ဆန့်ဝင်သည်နည်းဟုဆိုလျက် လူလင်တယောက်ကိုခေါ်၍သူ့ကိုသွားသက်တော်ဟုဆိုသည့်အတိုင်းလူလင်သည်လှုပ်ကြံ၍သက်လေ၏ဒါဝိတ်ကလည်းသင်အသွေးသည်သင်ကောင်းပေါ်မှတည်စေထာဝရဘုရားခွင့်နှင့်ဘိသိက်ခံတော်သူကိုကျွန်တော်တတ်ပါပြီဟုသင်းနှုတ်သည်သင်ဘက်၌သက်သေခံလီပြီဟုဆို၏ဒါဝိတ်သည်ရှောလူနှင့်သားတော်ယောနသန်ကြောင့်ငိုကြွေးမိတမ်း၍ယူဒအမျိုးသားတို့အားသင်စေသော လေသချင်းသည်ဟူသောရာရှာဇာ၌ပါသောတချင်းစကားဟူမူကားအိုဣသေလဂုံတိသင်ဤမြင့်သောအရတ်တို့၌သင်သည်အသေးခံလိမ့်မည်သူရဲတို့သည်လဲတည်ကြပြီတကားထိုသတင်းကိုဂါသမြို့၌မပြောကြနှင့်အာရှကိန်လူမြို့လန်းတို့၌မကြားမပြောကြနှင့်ဖိလိတိအမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေးပြားလီချင်းကိုမခံသော အမျိုးသမီးတို့သည် ရှင်လန်းကြလိမ့်မည်ဟု ဆိုရင်းစရာရှိ၏။အိုဘီလဗောတောင်တို့သင်တို့အပေါ်မှာနေမကြစီနှင့်မိုးမရွာစီနှင့်ပူဇော်စရာအသီးကိုတီးသောလေကွက်မရှိစီနှင့်အကြောင်းမူကားထိုရက်၌သူရဲဆောင်သောဒိုင်းကြီးဟုသောရှောလူဆောင်သောဒိုင်းလွားစီနှင့်လိမ့်ပြီးသောလက်နက်တော်ကိုရှုံချလိပြီးတကားသူရဲတို့၏အသွေး ခွန်အားကြီးသောသူတို့၏စီဥမယောနသန်၏လေးသည် နောက်သို့မလံရှောလူ၏ဓာတော်သည် ကိုချီးပြန်၍မလာတတ်ရှောလူနှင့်ယောနသန်သည်ချစ်တတ်သောသဘောရှိ၍အသက်ရှင်စဉ်ခါမိတ်ဆွေဖြစ်လျက်အသက်သေသောခါတယောက်နှင့်တယောက်မကွာဘဲလျက်နေကြ၏သူတို့သည် ရွှေလင်းသားထဲမြင်၍ရှင်သေးတဲ့ခွန်အားကြီးကြ၏။အိုဤသေးလအမျိုးသမီးတို့ရှောလူကိုငိုကြွေးကြလော့ တင်တို့ကိုလာသောကပလာနီနီဝုစီ၍တင်တို့အဝတ်၌လဲရွှေတန်ဇာနီစင်စီတော်မူ၏စစ်တိုက်ပွဲ၌သူရဲတို့သည်လဲတည်ကြပြီအိုယောနသန်တင်ဤမြင့်သောအရတု၌တင်သည်အသေးခံလီပြီတကားငါညီယောနသန်တင်ကြောင့်ငါညှိုးငယ်ခြင်းရှိ၏တင်သည်ငါမိတ်ဆွေကြီးဖြစ်၍ငါကိုချစ်တော်မြတ်တာသည်အံ့ဩပွေတော်မြတ်တာ မိမကိုချစ်တတ်သောမေတ္တာထက်သာ၍အာကြည်သောမေတ္တာဖြစ်၏သူရဲတို့သည်လဲတည်ကြပြီးတကားစစ်တိုက်လက်နက်တို့သည် ဆုံးကြပြီးတကားဟုပါသည်ဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီးနေထို့နောက်ဒါဝိကအကျွန်ုပ်သည်ယူဒာမျိုးတစ်စုံတစ်မျိုးသို့သွားရပါမည်လောဟုထာဝရဘုရားထံတော်၌မေးလျှောက်လျင်ထာဝရဘုရားက သွားလောဟု မိတော်မူ၏ဒါဝိကလည်း အဘေမြို့သို့သွားရပါမည်နီဟုမေးလျှောက်တော့ဟေဗျုံမြို့သို့သွားလောဟုမိတော်မူသည့်တိုင်ဒါဝိဒ်သည်မယားနေယယေဇီလမြို့သူအဟိနောင်နာဗလမယားဂရမေလမြို့သူအဘိကေလာတို့နှင့်တကွသွားလေ၏မိမိ၌ပါသော လူများအိမ်တော်များတို့ကိုလည်းဒါဝိဒ်သည်ခေါ်ခဲ့၍သူတို့သည် ဟေဗျုံမြို့ရွာတို့၌နေကြ၏တဖန်ယူဒလူတို့သည်လာ၍ဗိသိက်ပေးသဖြင့် ဒါဝိတ်ကိုယူဒရှင်ဘီအရာ၌ချီးမြှောက်ကြ၏ဂိလက်ပီယာဖက်မြို့သားတို့သည်ရှောလူကိုတကြိုပါပြီးဟုဒါဝိတ်အားကြားလျှောက်တော့ဂိလက်ပီယာဖက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလို၍တင်တို့သည်တင်တို့အရှင်ရှောလူ၌ဂယုနာခြေစူးပြု၍အလောင်းတော်ကိုတကြိုသောကြောင့်ထာဝရဖျားပေးသနာတော်မူသော ကောင်းကြီးမင်္ဂလာကိုခံရကြပါစီတော့ သာဝရဖျားသည်တင်တို့၌ဂယုဏကျေစုတစ္ဆာကျေစုပြုတော်မူပါစေသောတင်တို့သည်ဤမှုကိုပြုသောကြောင့်တင်တို့ကျေစုကိုငါလည်းဆက်မိယခုမှအာယူ၍ရဲရင်ချင်းတတ္တိရှိကြလော့တင်တို့အရှင်လျှောလူသည်ပြီးယူဒမျိုးသားတို့သည်ဘိသိက်ပေးသဖြင့်ငါကို ရှင်ဘရင်ယာ၌ချီးမြှောက်ကြပြီးဟုမှန်လိုက်လေ၏တို့ရတွင်လျှောလူ၏ဘုကျုံမီနေရသားအာဖနာသည် ရောလူသားဣရှဘောရှက်ကိုယူ၍မဟာနေမျိုးသို့ဆောင်းသွားပြီးလင်ဂိလက်ပြည်အာရှာမျိုးသားများယေဇေရီလတ်မျိုးသားများအေဖရင်ခိုင်ဗင်ယမိန်ခိုင် အစရှိသောဣသေလနိုင်ငံလုံးကိုအစိုးရသော ရှင်ဘရင်အရာ၌ချီးမြှောက်လေ၏ရှောလူဣသာဣရှဘောရှက်သည် အသက်၄၀ရှိသောဣသေလနိုင်ငံကိုအစိုးရ၍နှစ်နှစ်စိုးစံလေ၏ ယူဒအမျိုးမူကဒါဝိနောက်သို့လိုက်ကြ၏ဒါဝိသည် ဟေဗျုံမြို့၌နေ၍ယူဒအမျိုးကိုအစိုးရသောနှစ်ပေါင်းက9နှစ်နှင့်6လဖြစ်သည်တဖန်နေရသာအာပနာသည်ရှောလူသာအိရှဘောရှက်ဤဂျုံများနေတကားမဟာနေမြို့မှဂိဘောင်မြို့သို့သွား၍ဇေရုယသာယွာဘနှင့်ဒါဝိဤဂျုံတို့သည် စီးကြသည်ဖြင့်ဂိဘောင်ရေကန်အနားမှဆုံမိလျက် ရေကန်တစ်ဖက်တစ်ချက်၌ထိုင်ကြ၏အာပနာကလည်းလူလင်တို့သည် ထား၍ငါတို့ရှိမှကစားကြပါလိမ့်စီဟု ဆိုသောရွာဘကထားကြပါလိမ့်စီဟု ဆိုသည့်အတိုင်းရှောလူသားဣရှာဘောရှေဤလူဗယမေမျိုးသားတကြိတ်နှစ်ယောက်နှင့်ဒါဝိဤကျုံတကြိတ်နှစ်ယောက်တို့သည်ထား၍ကူးလာကြ၏သူတို့သည် လူချင်းတိုက်၍လူတိုင်းမိမိတိုက်ဖက်၏ခေါင်းကိုကင်လျက် နဘေးကိုဓာန်နှင့်ထိုးလျက်တစုတည်းလဲတည်ကြ၏တို့ဖြစ်၍ဂိဘောင်မြို့နယ်၌ရှိသောထိုရက်ကိုဟေလကသဇုရိန်ဟူသောအမည်ဖြင့်သမုတ်ကြ၏ထိုနေ့၌ပြင်းစွာစစ်တိုက်၍အာဗနာနှင့်ဣသေလလူတို့သည်ဒါဝိဒ်၏ကျွန်းတို့ရှေ့မှရှုံးကြလေ၏ဇေယုယာသား၃ယောက်ယွာဘအဘိရှေအာတာဟီလာပါကြ၏အာတာဟီလာသည် တော၌ကျင်လေသောဒေယေကဲ့သို့လေးမြန်၏အတာဟီလသည်လက်ရဘက်လက်ဝဲဘက်သို့မလွဲအာဗနာကိုလိုက်၏အာဗနာသည် နောက်သို့ကြည့်၍သင်သည်အတာဟီလမန္တလောဟုမေးသော မန်သည်ဟုပြန်ပြော၏အာဗနာကလည်းလက်ရဘက်သို့၎င်းလက်ဝဲဘဲသော၎င်းလဲ့သွားလျက်လူလင်တယောက်ကိုဖမ်းဆီး၍သူ၏လက်နှက်ဆုံကို လူယူတော်ဟုဆိုတော်လဲ အာသဟီလာဒီမလဲ့ပဲလိုက်သေး၏တဖန်အာဗနာကငါ့ကိုမလိုက်နဲ့လဲ့သွားတော့သင်ကိုမြေပေါ်သို့အဘဲကြောင့်ငါလဲရမည်နီတို့ပြုလျင်သင်အကိုရွာပါရှိမှငါမျက်နာကိုအဘဲသို့ငါပြနိုင်မည်နီဟုဆိုတော်လဲအာသဟီလာဒီနားမထောင်သောကြောင့်အာဗနာဒီနောက်သို့လန်နေထိုးလျင်ဝမ်း၌လန်ဖြားဝင်၍ ကြောကိုထုတ်ချင်းဖောက်သည်ဖြင့်အတ္တဟီလာသည်လဲ၍ထိုရက်၌သေ၏အတ္တဟီလာလဲ၍သေသော ထိုရက်ကို ရောက်သောသူပေါင်းတို့သည်ရက်နေကြ၏ရွာပန်းနှင့်အဘိရှဲသည်အပနာကိုလိုက်၍ဤပေါင်တော်သို့သွားသောလန်းနာဒီအာမြုရှိမှရှိသော အမတောင်တို့ရောက်သောအခါနေဝင်၏ဘင်းရမိန်အမျိုးသားတို့သည်အာဗနာနောက်၌စုဝေး၍တဒက်ထဲဖွဲ့လျက် တောင်ပေါ်မှာရက်နေကြ၏ထိုအခါအာဗနာကယွာဘကိုဟစ်၍ဓာသွားသည့်အစီမပြတ်ကြိုက်စားရမည်လောနောက်ဆုံး၌ခါသောအရာတာကို တွေးလိမ့်မည်ဟုမတိသော လူများတို့သည်ညီအကိုတို့ကိုမလိုက်ပြန်စီမိအကြောင်းသင်သည်အဘေမြကလပ်ပတ်လုံးမစီရင်ပဲနေမည်နည်းဟုဆိုလျင်ယွာဘကဖျားသခင်အသက်ရှင်တော်မူသည့်အတိုင်းသင်မပြောလျင် မိုးလင်းမသာလူများတို့သည်ညီအကိုတို့ကိုမလိုက်ပဲနေကြလိမ့်မည်ဟုဆိုလျက်တဘိုးမုတ်၍လူများတို့သည်ဤသေးလအမျိုးသားတို့ကိုမလိုက်စင်မတိုက်ပဲရက်နေကြ၏အာပနာနှင့်သူဤလူတို့သည်တညလုံးလွင်ပြင်သို့လျှောက်သွား၍ယော်ဒန်မြစ်ကိုကူးပြေးလီဘီးသယုံပြည်ကိုလွန်၍မဟာနိမ်မြို့သို့ရောက်ကြ၏ရွာဘသည်လည်းအာပနာကိုလိုက်ရာမှပြန်၍လူအပေါင်းတို့ကို စုဝေးစေသောအခါအာတဟီလာနှင့်ဒါဝိဤကျွန်းတကြိတ်ကိုရောက်တို့သည် မရှိဆုံးကြပြီဒါဝိဤကျွန်းတို့သည် ဖင်ယာမေအမျိုးသားအာပနာဤလူ360တို့ကိုသေအောင်လှုပ်ကြံကြပြီအာတဟီလာ၏အလောင်းကိုထမ်းသွား၍ဘက်လင်မြို့၌ရှိသောသူဘာဤတင်းချိုင်းတွင်တကြိုကြ၏ယွာဘနှင့်သူဤလူတို့သည်တညလုံးသွား၍မိုးလင်းစားတွင် ဟေဗျုံမြို့သို့ရောက်ကြ၏ ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး3ရောလူမျိုးနှင့်ဒါဝိအမျိုးတို့သည်ကြံမြင့်စွာစစ်တတ်၍ဒါဝိသည်အာတူပွားလျက်ရောလူမျိုးသည် အာရွေလျော်လျက်ရှိကြ၏ဟေဗြုံမျိုး၌ဒါဝိမြင်သောသားတို့တွင်သားဦးကရေစည်လမျိုးသူအဟိနောင်တွင် မြင်သောသားအာမနုံကြီးဒုတိယသားကနာဗလမယကရိမေလမျိုးသူအဘိကေလတွင် မြင်သောသားခိလက်တီး တတိယသားကဂေရှုရိရှင်ဘီတာလမဲသမီးမာခာဤသားအဘရှလုံကြီးဒုဒ္ဒသားကဟဂေဤသားအဒေါနီယာကြီးပိစမသားကအဘိတလာဤသားရှေဖတိသည်သတ္ထမသားကမြောက်သားတော်ဧကလာတွင် မြင်သောသားဤတယုံကြီးဤ၍ကဟေပြုံမြို့၌ဒါဝိမြင်သောသားကြီးရှောလူအမျိုးနှင့် ဒါဝိအမျိုးစစ်တိုက်ကြစဉ်အခါအာဗနာသည်ရှောလူအမျိုးဘက်မှကိုကိုခိုင်မာစီ၏ရှောလူ၌အဲအာဤသမီးရိဇဘမိသောမယငယ်တယောက်ရှိ၏ဣရှက်ဘောရှက်ကသင်သည်ငါ့ဘာဤမယငယ်ကိုအဘဲကြောင့်တင်းတနီးဟုအာဗနာအားဆိုလျင်ထိုစကားကြောင့်အာဗနာသည်အလွန်စိတ်ဆိုးလျက်ငါသည်ယူဒအမျိုးကို စီးတား၍တင်းရပါရှောလူအမျိုးနှင့် ညီကိုအဆွေခင်မွန်းတို့အားယနေ့တန်အောင်ဂျေစုပြုသည်ဖြင့်သင်ကိုဒါဝိလက်သို့မအံ့နံပဲနေသောသင်သည်ငါကို ခွေး၏ဥကောင်းကဲ့သို့သာမဲ့၍ထိုမိမအတွက်ယနေ့အပြစ်တင်ရမည်လောသာရဗျာသည် နိုင်ငံတော်ကိုရှောလူအမျိုးမှနှုတ်၍ဒါဝိ၏အာဏာတော်ကိုဒံမျိုးမှဆ၍ဘေရရှိဘမျိုးတိုင်အောင်ဣသေလပြည်ယူဒပြည်အယယတ်တို့၌ဒီစီခြင်းက ဒါဝိဒ်အားပြုမိဟုကျင်းဆိုတော်မူသည့်အတိုင်းငါလည်းဒါဝိဒ်အားမပြုဘဲနေလျင်ထိုမြမကဖျားသခင်သည် အာဗနာအားပြုတော်မူပါစေသောဟုဆိုသောကြောင့်ဣရှဘောရှက်သည်ကြောက်၍စကားတခွန်းကိုမြမပြန်ဝန်ထိုနောက်အာဗနာသည်မိမိအတွက်တန်တမန်တို့ကိုဒါဝိဒ်ထံသို့ဆေလွ၍ပြည့်ရှင်မင်းကားအဘယ်သူနည်းကျွန်တော်နှင့်မိသားယဖွဲ့တော်မူပါဣသေလအမျိုးအပေါင်းတို့ကို ကိုရောထံသို့ပြောင်းလဲစီခြင်းကကျွန်တော်သည်ကိုရောဘက်သို့ဝင်စားပါမည်ဟုလျှောက်ဆို၏ဒါဝိဒ်ကလည်းကောင်းပြီသင်သည်ငါမိတ္တဟာယဖွဲ့မည်တို့ရတွင်ငါတောင်းစီရတခုရှိ၏ငါမျက်နာကိုမြင်အံ့သောငါလာသောအခါရှောလူသမီးမိခါလာကိုဆောင်ခဲ့ရမည်သို့မဟုတ်ငါမျက်နာကိုမမြင်ရဟုပြန်ဆို၏ဒါဝိဒ်သည်လည်းတန်တမန်တို့ကိုရှောလူသား အိရှဘောရှက်ထံသို့ဆေလွ၍ငါသည်ဖိလတိလူအေပြားတရာနှင့်ဝယ်ယူသောငါမယာမိခလာကို အလိုက်ရမည်ဟုမာလိုက်သည့်အတိုင်းအိရှဘောရှက်သည်ဆေလွ၍ထိုမိမကို သူဤလီလဲရှာဤသာဖာလတိလက်မှနှုတ်ယူလေ၏သူဤလင်သည်ငိုကြွေးလျက် သူနောက်သို့ဘာဟုရိမြို့တိုင်အောင်လိုက်လေ၏အာပနာကလည်းပြန်သွားတော့ဟုဆိုသော ပြန်သွားရ၏ အာပနာဒီလေဣသေလအမျိုး အသက်ကြီးသူတို့နှင့်တိုင်ပင်လျက်တင်တို့သည် အထက်ကဒါဝိတ်ကို ရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းသောစိတ်ရှိကြသည်ဖြစ်၍ယခုချီးမြှောက်ကြလော့ထာဝရဘုရားကငါ့ကြုံဒါဝိတ်လက်ဖြင့်ငါ၏လူဣသေလအမျိုးကိုဖိလတိလူတို့လက်မှ၎င်းယန်သူအပေါင်းတို့လက်မှ၎င်းငါကဲနှုတ်မိဟုဒါဝိဖို့မိတော်မူပြီဟုဆိုလေ၏တဖန်အာပနာသည် ဘင်ယာမင်းအမျိုးသားတို့ကိုလည်းသွေးဆောင်လေ၏နောက်တစ်ဖန်ဤသေးလအမျိုးအလိုရှိသမျှအရာဘင်ယာမင်းအမျိုးတညီတညွတ်တဲ့အလိုရှိသမျှသောအရာတို့ကို ဟေဘရုမြို့၌ဒါဝိအားပြန်လျှောက်ခြင်းကသွား၍လူနှစ်ကြိတ်ပါလျက်ဒါဝိရှိရာဟေဘရုမြို့သို့ရောက်သည်ဖြင့်ဒါဝိသည်ပွဲလုံ၍အာပနာနှင့်သူ၏လူတို့ကိုကြွေး၏အာပနာကလည်းဤသေးလမျိုးသားပေါင်းတို့သည် ိုရောနှင့်မိသားယာဖွဲ့စည်းခြင်းက၎င်းကိုရောသည်အလိုတော်ရှိသည်။အတိုင်းစိုးစံစီခြင်းက၎င်းကျွန်တော်ထသွား၍ထိုသူအပေါင်းတို့ကိုကျွန်တော်သခင်ကျွန်တော်ရှင်ဘရင်ထံတော်၌စုဝေးစေပါမည်ဟုလျှောက်ပြီးမှဒါဝိတ်လွတ်လပ်၍သူသည်ငြိမ်ဝှစ်စွာ သွားလေ၏။ထိုအခါယွာဘနှင့်ဒါဝိတ်၏ဂျွန်တို့သည်ယန်သူအလုံးရင်းကိုလိုက်ရာမှပြန်လာ၍လက်ရအုပ်ဆံများကို ယူခဲ့ကြ၏။အာပနာသည် ဒါဝိနှင့်အတူဟေဘုံမြို့၌မရှိဒါဝိဒ်သည်လွတ်လပ်၍သူသည်ငြိမ်ဝှစွာသွားနေပြီးယွာဘနှင့်သူ၌ပါသောစစ်သူရဲ့အပေါင်းတို့သည်ရောက်ကြသောအခါနေရဤသားအာပနာသည်ရှင်ဘရင်ထံတော်သို့လာပြီးရှင်ဘရင်သည်လည်းလွတ်လပ်၍သူသည်ငြိမ်ဝှစွာသွားပြီးဟုယွာဘအားကြားပြောလျင်ယွာဘသည်ရှင်ဘရင်ထံတော်သို့ဝင်၍ကိုတော်သည်အဘယ်သို့ပြုတော်မူသနည်းအာပနာသည် အထံတော်သို့လာပြီးမှတဖန်အလွတ်သွားစီခြင်းကအဘဲကြောင့်လွတ်လိုက်တော်မူသည်နီနေရဤသားအာပနာသည်ကိုတော်ကိုလဲ့စား၍ကိုတော်ထွက်ဝင်တော်မူခြင်း စီရင်တော်မူခြင်းအလုံးစုံကိုတိအံ့သောငါသာလာသည်ကိုကိုတော်သိတော်မူ၏ဟုပြောပြီးလျှင်အထံတော်ကထွက်၍အာပနာနောက်သို့တမန်တို့ကိုဆီလွတ်လျက်တိရရေတွင်မှခေါ်လေ၏ထိုအမှုကိုဒါဝိမသိ အာဗနာသည်ဟေဘရုမြို့သို့ရောက်သောအခါယွာဘသည်အသင်အတိတ်နှုတ်ဆက်ခြင်းကမြို့တကားနာသို့ခေါ်ပြီးလျှင်ညီအာသဟေလတည်သည့်အတွက်သူ၏ဝမ်းကိုထိုး၍သူသည်လည်းတည်၏ထိုနောက်ဒါဝိဒ်သည်ကြားသောအခါနေရဤသားအာဗနာကိုသက်သောအပြင်နှင့်ငါသည်ထာဝရဖျားရှိတော်၌လွတ်ပါစေငါနိုင်ငံလွတ်ပါစေယွာဘကောင်း သူအဆွေအမျိုးအပေါင်းတို့၏ခေါင်းပေါ်သို့ရောက်ပါစေ။ရွာဘ၏အဆွေမျိုး၌ရည်နာဆွဲသောသူ၊နူနာဆွဲသောသူ၊ကြောကုံသောသူ၊ဓာဖြင့်တည်သောသူ၊ငတ်မွတ်သောသူမပြတ်စေနည်းဟု မွဲ့ဆို၏။ထိုသို့ရွာဘနှင့်ညီအပိရှဲသည် အာဗနာကိုသက်၏။အကြောင်းမူကားသူတို့ညီအတဟေလကိုဂိဘောင်စစ်တိုက်ပွဲ၌အာဗနာသက်သည်။ဒါဝိတ်ကလည်းရွာဘနှင့် မိမိ၌ရှိသောသူအပေါင်းတို့အားတင်တို့အဝတ်ကိုဆုပ်၍လျော်တီအဝတ်ကိုဝုတ်လျက်အာဗနာအတွက်ငိုကြွေးမိတန်းချင်းကို ပြုကြလောဟု အမိန့်တော်ရှိ၍ကိုရောတိုင်မသာလိုက်လေ၏အာဗနာကိုဟေဘုံမြို့၌တကြိုကြ၏တင်ကြိုင်နားမှာရှင်ဘရင်သည်အတန်ကိုလွင့်၍ငိုကြွေး၏လူအပေါင်းတို့သည်လည်းငိုကြွေးကြ၏ရှင်ဘရင်သည်အာဗနာအတွက်မိတန်းသည်ကား အာပနာသည်လူမိုက်ကဲ့သို့တည်သလောတင်းဤလက်ကိုမချီတန်းချေခြင်းမခတ်ပဲလူဆိုးလက်ဖြင့်တည်တကဲ့သို့သေရှားပါပြီတကားဟုမှတ်ဆို၏လူအပေါင်းတို့သည်လည်းတဖန်ကိုကြွေးကြ၏မိုးမချုပ်မီဒါဝိဒ်သည်စားတော်ခွန်မိအကြောင်းလူအပေါင်းတို့သည် ချင်းကပ်ကြတော်လဲဒါဝိဒ်ကနေမဝင်မီမုတ်အဆရှိသော စားစရာတစုံတစ်ခုကိုနာမီစင်းလျှင် ထိုမြမကငာ၌ဖျားသခင်ပြုတော်မူစေတည်းဟုကျင့်ဆို၏ထိုမှုကိုလူအပေါင်းတို့သည်မှတ်၍နှစ်သက်ကြ၏ပြုတော်မူသည်မြတို့ကိုလည်းလူအပေါင်းတို့သည်နှစ်သက်ကြ၏ရှင်ဘရင်သည်နေရဤသားအာပနာကိုတက်စီခြင်းကအလိုမရှိဟုထိုနေ့၌ဤသေးလအမျိုးသားများနှင့်လူများအပေါင်းတို့သည်သိနာလေကြ၏ရှင်ဘရင်ကလည်းဤသေးလအမျိုး၌မင်းသားဖြစ်တော်သူ ကြီးမြတ်သောသူတပါးသည်ယနေ့ဆုံးချောင်းကိုတင်တို့မသိသလောငါသည်ဘိသိက်ခံရ၍ရှင်ဘရင်ဖြစ်တော်လဲယနေ့အာနေ၏ဇေရုယာသားဖြစ်သောဤသူတို့သည်ငါထက်လွန်၍အာကြီးကြ၏မတရားသဖြင့်ပြုသောသူကိုမိမိအပြစ်နှင့်အလျောက်ထာဝရဖျားပေးဆက်တော်မူစေတည်းဟုမိမိကျွန်တို့အားမိတ်တော်မူ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ ဓမ္မအရာဆိုရင်ဒုတိယဆောင်ခန်းကြီး1မှ3ဖြစ်ပါတယ်။ဈာနာယသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။